အားလုံးကျမ်းမာဘေကင်းကြပါသေးဗျာ2025ခုနှစ်နိုဝင်ဘာလ21ရက်နေ့ညပိုင်းနွေသစ္စာ channel ကနေပြီးတော့နောက်ဆုံးရတွန်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးနေတာပါကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းထပ်ပြီးတောင်းဆိုပါရစေခင်ဗျာဒီကနေ့တင်ပြပေးခြင်းတဲ့သတင်းတွေကတော့လာရှုံမြို့ပြင်မှာစစ်ကောင်စီနဲ့ကိုကန့်တပ်တို့စစ်ရေးဆက်လက်တင်းမာနေပြီးတော့နန်းပောင်နဲ့တန်လွင်ရွာတွေမှာကိုကန့်တပ်ကစစ်အင်အားတွေဖြည့်ထားတယ်လို့ဆိုပါရခင်ဗျာ နောက်ထောင်တန်းချမှတ်ခံထားတဲ့ UG ရဲဘော်ကို PDF နဲ့ပကပတွေကရုပ်ရှင်ဆန်ဆန်တိုက်ခိုက်ခဲ့ထုတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပါမယ်။မိုးကုံမြို့နယ်ဆလေးမိုင်ကွာရှမ်းလန်းစုံမှာစစ်ကောင်စီတပ်တွေရောက်နေတယ်လို့ဆိုပါရက်။နောက်ချောင်းဦးမြို့နယ်မန္တလေးမုံရွာလမ်းပိုက်မှာစစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်တာမှာစစ်သား9ဦးသေဆုံးသွားပါရက်။နောက်မော်ချီကိုဒီဘုံကျဲတိုက်ခိုက်လို့9ဦးသေဆုံးသွားပါရက်ခင်ဗျာ။ ဒီပောက်တောင်ပိုင်းကပြူစောတိရွာနေရွာကိုတော်လိုင်းတက်တွေကသိသိလိုက်ပါတယ်ခင်ဗျာနောက်ပြီးတော့ဒီစစ်ရှုံးလို့ဒီမုံရွာ နမခကတိုင်မှုနဲ့ဒီတမတ်33ဒုတမတ်မှုတွေစစ်ဆေးခံနေရတယ်လို့ဆိုပါတယ်ဒီသတင်းတွေကိုသူသည်တင်ဆက်ပေးมาဖြစ်ပါတယ်ခင်ဗျာပရမတ်သတင်းအနေနဲ့လာရှိုးအနည်းမှာဒီကိုကန်းနဲ့စစ်ကောင်စီတပ်တွေရဲ့စီးရင်တင်ပါတဲ့အခြေအနေသတင်းကိုစတင်တင်ဆက်ပေးကြပါတယ်ခင်ဗျာ စစ်ကောင်စီတပ်ရဲ့တပ်စုခိုင်းမှုကြောင့်မို့ဒီရှမ်းပြည်နယ်မြောက်ပိုင်းလာချိုမြို့မှာစစ်ကောင်စီနဲ့ကိုကန်တပ်မတော်တို့အကြစစ်ရေးဆက်လက်တင်းမာနေတယ်လို့သိရပါတယ်ခင်ဗျာဒီစစ်ကောင်စီဘက်ကကိုကန့်တပ်ကိုလာချိုတီဘောလမ်းပိုက်မှာရှိတဲ့တပ်တွေကိုပြန်ဆုတ်ခိုင်းနေပြီးတော့ကိုကန့်တပ်ဘက်ကတော့စစ်ကောင်စီရဲ့တောင်းဆိုချက်ကိုလက်မခံဘဲနှစ်ဖက်တပ်တွေကြားမှာစစ်ရေးတင်းမာမှုတွေဖြစ်ပေါ်နေတာဖြစ်တယ်လို့သိရပါတယ် ီအပိုင်းမှာလာချိုမြို့ပြင်နတ်ပေါင်နဲ့တန်လွင်ရွာတွေမှာကိုကန့်တပ်ဘက်ကဆင့်အားထပ်ဖြစ်တင်ထားတယ်လို့လည်းလာချိုမြို့မှာရှိတဲ့စစ်ရေးတရင်ချင်းမြစ်တူကပြောဆိုထားတာဖြစ်ပါတယ်။ကိုကန့်နဲ့စကားစအချိန်တွေကတင်းမာနေတော့မှာပဲဒီကြားထဲမှာအစီဝေးထပ်လုံမယ်လို့ကြားတယ်ကိုကန့်ကတက်မဆုပ်ပေးဘူးလာချိုမြို့ပြင်မှာပြန်ချမယ်နဲ့တူတယ်လို့ဆိုပါတယ်ခင်ဗျာ။ ပြီးကြတဲ့နှုန်းမှာ၁၁မှာလာရှုမြို့မှာကိုကန်းနဲ့စစ်ကောင်စီတို့တွေ့ဆုံခဲ့ပြီးတော့စစ်ကောင်စီဘက်ကတက်ဆုပ်ခိုင်းတာကိုဟိုပြောဆိုပေမဲ့ဒီကိုကန်းဘက်ကလက်မခံပဲဒီစစ်တုံးမှ200ကျော်သာပြန်လွတ်ပေးခဲ့တာဖြစ်ပါတယ်။ဒီဆွနေဘက်ပြီးဆုံးပြီးတဲ့နောက်မှာလာရှုတီဘောလမ်းပိုင်းမှာကိုကန်းတက်နဲ့စစ်ကောင်စီတက်တွေကြဆေးရတင်းမာမှုတွေပြန်လည်ဖြစ်ပွားခဲ့ပြီးတော့တီဘောတရကိုနှစ်ဖက်တက်တွေကဒီတပတ်ကြော်ကြတဲ့အထိပိတ်ထားခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့အကူအညီနဲ့စစ်ကောင်စီတပ်ဟာလာရှိုမြို့ပေါ်ကိုပြန်ရရှိထားပြီးတော့အရေးပါတဲ့ဒီဘောလာရှိုလမ်းမိုင်းကိုတော့ကိုကန်တက်ကတာထိန်းချုပ်ထားတာဖြစ်ပါတယ်။ဒီစစ်ကောင်စီလော်ဘီတွေကတော့ကိုကန်တက်ဟာလာရှိုနယ်ကနေမဖြစ်မနေဆုတ်ခွာရလိမ့်မယ်လို့ဇက်တိုက်ဖော်ပြနေတာတွေ့ရပါတယ်။ဒီနောက်ဆုတ်ဖို့အတွက်တရုတ်ရဲ့သဘောထားကိုကိုကန်ကလွန်စံနေမှာမဟုတ်တယ်လို့စစ်တပ်ကလည်းမရရင်ပြန်တက်ယူဖို့အသင့်နေထားမှာဖြစ်နေပြီဆိုပြီးတော့လည်း သူတို့ lobby တွေကဒီဝရဖျားရည်သားထားကြတာတွေ့ရပါတယ်။မြေပြင်အခြေအနေကတော့အခုချိန်တည်းတော့တဲမနေတဲ့ဖြစ်ပြီးတော့ဒီဘော လာရှုလန်းကလည်းမပွင့်သေးပါဘူး။ဒီစက္ကစအနေနဲ့လာရှုနယ်အကုံလုံးကိုလိုချင်တာဖြစ်ပြီးတော့ပြီးခဲ့တဲ့အပတ်ကကိုကန့်နဲ့လာရှုမှာလာတွေ့ပေမဲ့ပြည်လည်မှုမရဘဲနဲ့ကိုကန့်ဘက်ကအကျဉ်းသား200ပဲလွတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီစစ်ကော်မရှင်ဟာရှမ်းပြောင်းမှာ TNL တန်းတက်နဲ့ပြည့်ရထားပြီးတဲ့နောက်လာရှုံးနယ်တစ်ခုလုံးကိုပြန်ယူมาဖြစ်ပြီးတော့ဘယ်လိုပုံစံနဲ့ယူမလဲဆိုတာကိုတော့စောင့်ကြည့်ရမှာဖြစ်တယ်လို့ကဲကတ်တွေကဆိုပါတယ်။ကိုကံဘက်ကတော့တီဘောလန်တစ်ချောင်းမှာသူတို့အုပ်ချုပ်ရေးရန်ရဲတွေအခိုင်အမာလှုပ်ထားပြီးတော့တက်အင်အားတွေလည်းထပ်တိုးချက်ထားပါတယ်ခင်ဗျာ။တကယ်လို့ဆွေးနွေးညှိနှိုင်းတာတွေအစီအမပြေရင်တော့နှစ်ဖက်တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာနိုင်ပါတယ်။ ပြီးတော့ဒီလာရှုံမြို့ကိုတရုတ်အကူအညီနဲ့စစ်ကော်မရှင်ကရလာကြတဲ့ကစစ်အင်အားလက်နက်ခဲယမ်းတွေဖြည့်ထားတယ်လို့စီရေးတရင်ရင်းမြစ်တွေရသိရပါတယ်ခင်ဗျာဒါပေမဲ့လာရှုံအပြင်ဘက်မှာတော့ကိုကန်တက်ကအရင်ကတည်းကနေရာယူထားတာဖြစ်ပါတယ်ဒီနှစ်ဖက်တိုက်ပွဲတွေပြန်ဖြစ်မဖြစ်ဆိုတာကတော့တရုတ်ရဲ့သဘောထားအပေါ်မှာလည်းအများကြီးမူတည်တယ်လို့အကဲခတ်တွေကတုံ့သက်ပြောဆိုနေကြပါတယ်ခင်ဗျာ နောက်ထောင်းတန်းနှစ်200ကျော်ကြမှတ်ခံထားတဲ့ဒီ UG ရဲဘော်ကို PDF နဲ့ပကဘာတွေကရုပ်ရှင်ဆက်ဆံကဲထုတ်တဲ့သတင်းကိုတင်ဆက်ပါမယ်ခင်ဗျာမကွေးတိုင်း6မြို့နယ်ပကဖလက်ယုံစစ်ကြောင်း6ဂေါ်ရီလာဖို့ကရဲဘော်နဲ့ဆိုင်ခမူးညိုကိုနိုဝင်ဘာ19ရက်မနေ့ပိုင်းမှာကဲထုတ်နိုင်ခဲ့တာဖြစ်ပါတယ်ရုပ်ရှင်ဆက်ဆံပါပဲရဲစခန်းကနေထောင်ကိုပို့မဲ့သတင်းရလို့ တော်ထဲမှာလေးရတတိစောင့်ပြီးကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ဒီဖြစ်စဉ်ကိုသိတဲ့တော်လိုင်းရဲဘော်တဦးကလူထုနယ်သတင်းဌာနကိုပြောဆိုထားတာပါရဲဘော်မွန်းညိုဟာပြီးခဲ့တဲ့2022ခုနှစ်မှာ6မြို့စီပင်တရားရေးကော်မတီဥက္ကဋ္ဌမြို့တော်ဝင်ဦးတန်းစင်ဦးကိုပြစ်ခတ်ရှင်းလင်းခဲ့တဲ့အမှုနဲ့ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်စစ်ကောင်စီကပုံမှန်မျိုးစုံတက်ကပ်ပြီးတော့ထောင်ဒဏ်1ပေါင်း180တကြိမ်68နှစ်တကြိမ်ချထားပြီးတော့နောက်ထပ်အမှုတွေထပ်ဆွဲခံရသူဖြစ်ပါတယ် ထောင်ထဲကနေထုတ်ပြီးစစ်တာရဲစခန်းကနေထောင်ပြန်အဖို့မှာဖြတ်တိုက်တာလို့ကာကွယ်ရဲဘော်တအုပ်ကပြောပြပါဗါးနိုဝင်ဘာ17ရက်မနေ့က6မြို့နယ်ရေစကန်ကနေရေနံကျောင်းတက်မကိုးမြို့ဂျားမာရှိတဲ့တောင်းနေအချင်းထောင်ကို လုံခြုံရေးကာတတိပြူစောတိကာတတိစုစုပေါင်းကာနစီနဲ့လုံခြုံရေးယူပြီးတော့ပူးဆောင်တဲ့အချိန်မှာဂျားဖြတ်ကဲထုတ်ခဲ့တာဖြစ်ပါတယ်အချင်းသားတွေပါတဲ့အန်သာဒုံကားကိုရက်သွောင်းပစ်ခတ်မှုလုပ်တယ်ကားကရက်မသွားဘူး လို့ဒီ Gorilla Food 6မျိုးနဲ့ပကပလက်ရုံးစကြောင်းမှုကိုဖြုတ်တက်နိုင်ကပြောပါတယ်ခင်ဗျာဒီလွတ်မြောက်လာတဲ့ရဲဘော်ကကိုရဲဘော်တွေလာခဲ့တဲ့ထင်တာသိတဲ့အတွက်တက္ကနာမှာလည်းရှိနေတာတဲ့သူကခုံချထွက်ပြေးခဲ့တယ်ဒါပေမဲ့သူ့ကိုပြန်ဆွဲတင်ဖို့လုပ်တယ်အဲ့ဒီအချိန်ကျွန်တော်တို့ကဖိပစ်တယ်အဲ့ဒါကြောင့်ဆွဲမတင်တော့ပဲသူတို့ဘာသာကိုလုံယုံပြီးတော့မောင်းထွက်ပြေးသွားတာလို့သူကဆက်ပြောပြပါတယ်ခင်ဗျာ 6မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့6ပတ်ကဖ6ဂိုရီလာဖူ6စပက်ရှယ်အတက်ဖူဒီတိုက်ကာဖိုက်တာဖူပူပေါင်းမှမိအဖွဲ့တွေကကြားပြတိုက်ခိုက်ခဲ့တာလို့6ပတ်ကဖကနိုဝင်ဘာ22ရက်မှာသတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်ခင်ဗျာကားပေါ်မှာဒီနိုင်ငံရေးအကျဉ်းသား၅ဦးပါတယ်ဂျန်တဲ့သူတွေကတော့မပြေးရဘူးထင်တယ်သူတို့အကြောင်းမသိရသေးဘူးကျွန်တော်တို့ရဲဘော်မွန်းညိုကတော့ခုံချပြီးလွတ်အောင်ထွက်ပြေးလာခဲ့တယ်နှစ်ဖူးမှဒဏ်ရာနည်းနည်းရတယ်လို့ကာကွယ်ရေးရဲဘော်တူကပြောပါတယ်ခင်ဗျာ ကျန်တဲ့နိုင်ငံရေးကျင်းသား၄ဦးကမကွေးထောင် ရောက်သွားပြီလို့လည်းသိရပါဗျ။ရဲဘော်မူညူကိုကြားဖြတ်ကဲထုတ်တဲ့စစ်စင်ရေးမှာစစ်ကောင်စီရဲ့လုံခြုံရေးတပ်ဖွဲ့နဲ့တော်လှန်ရေးတပ်ဖွဲ့တွေပြစ်ခတ်မှုတွေလည်းဖြစ်ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီဘက်ကထိခိုက်မှုတွေရှိတယ်လို့သိပေမဲ့အသေးစိတ်တော့ခုချိန်ထိမသိရသေးပါဘူး။စစ်စင်ရေးပြုလုပ်ခဲ့တဲ့6ရေနံကြောင်းအမှတ်3ပြည်တော်သူလမ်းပိုင်းကိုတော်လှန်ရေးတပ်ဖွဲ့တွေကရဲဘော်အခြေအနေထုတ်ပြန်ထားပါဗျ။ ရဲဘော်မိုးညိုကတော့လုံညိုတဲ့နေရာကိုရောက်ရှိနေပြီဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာလွမြောက်လာတဲ့ရဲဘော်ကတွန်လိုင်းဆက်လုံမဲ့မနာဘူးဘယ်လူနည်းနဲ့ဖြစ်ဖြစ်တွန်လိုင်းမှာဆက် တာဝန်ထမ်းဆောင်မဲ့ပြောတယ်လို့ကိုဖြိုးထက်နိုင်ကဆက်ပြောပါတယ်ခင်ဗျာနောက်ကြရင်တော့ကတော့မိုးကိုမျိုးနဲ့ဆလေးမိုင်အကွာရှမ်းလန်းတို့မှာစစ်ကောင်တီတပ်ရောက်ရှိနေတယ်ဆိုပြီးတော့ DVB သတင်းဌာနကနေဖော်ပြထားပါတယ်ခင်ဗျာ ဒီမန္တလေးတိုင်းမိုးကုံမြို့နယ်ဆလေးမိုင်ဝင်းကျင်အကွာမှာရှမ်းလန်းစုံမှာစစ်ကောင်စီတပ်တွေရောက်ကြည့်နေပြီလို့မိုးကုတ်တပိတ်ကောင်းဆောင်ကပြောပါတယ်။ဒီ TNL ကစစ်ကောင်စီကိုသူတို့ကိုယ်တိုင်မိုးကုံမြို့ထဲခေါ်သွင်းလာမဲ့အကြောင်းဒေသခံတော်လှန်ရေးအင်အားစုတွေကိုအတိလင်းပြောဆိုပြီးတဲ့နောက်မှာနိုဝင်ဘာတတိယအပတ်မှာစစ်ကောင်စီတပ်တွေဟာမိုးကုံမြို့နယ်ဆလေးမိုင်ဝင်းကျင်အကွာကရှမ်းလန်းစုံကိုရောက်ရှိလာတယ်လို့မိုးကုတ်တပိတ်ကောင်းဆောင်ကပြောတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေဟာပြုံးလွင်နောင်ချူကြောင်မဲမိုးကုတ်လမ်းကြောတစ်ချောက်ကိုပြန်စုမိုးထားပြီးတော့ဒီလမ်းကြောင်းအတိုင်းပဲမိုးကုတ်မြို့တက်ကိုဝင်လာဖို့အခြေအနေရှိနေပါတယ်။မိုးကုတ်တပိတ်ကောင်းတော်ကိုစိုးထေးပြောတာကတော့30 31ရက်ကိုကြောင်မဲဘက်ကနေသူတို့ဝင်လာဖို့များတယ်။ပြုံးလွင်လမ်းပေါ်အခုလမ်းရှမ်းလမ်းတုံမှာတော့တီအန်လေနဲ့စစ်တပ်ကတော့တချမ်းစီထိုင်ပြီးတော့ဂိတ်ချထားပြီးပြောတယ်။အဲ့ဒီဘက်ကနေခေါ်သွင်းလာဖို့များတယ်လို့အခုဒါနောက်ဆုံးသိရတဲ့သတင်းပေါ်လို့ပြောပြပါရစေခင်ဗျာ။ ဒီမဟာမိတ်ရန်လေရဲ့ဆုံးဖြတ်ချက်အပါအဝင်မိုးကုတ်မြို့စည်ရေးတရင်တွင်နဲ့ပတ်သက်ပြီးမှတ်ချက်တုံတရားပေးဖို့မရှိသေးတဲ့အကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးရဲ့တာဝန်ရှိသူကိုအော်စမွန်ကဒီ DBB တရင်ဌာနကိုပြောဆိုထားပါတယ်။တကယ်လို့မိုးကုတ်မြို့ကိုတော်လိုင်းအင်အားစုတွေကလက်လွတ်ရမယ်ဆိုရင်မြို့နဲ့အတူတော်လိုင်းရဲ့အတွက်ဝင်ငွေအထောက်ပံ့ဖြစ်စေမဲ့ကြောက်တွဲလုပ်ငန်းတွေကိုပါလက်လွတ်ရမှာဖြစ်တဲ့အတွက် ရုပ်ဝတ္ထုတန်ဖိုးဆုံးရှုံးမှုများတာ ်တည်နယ်လေးပါဝင်မြောက်ပိုင်းမဟာမိတ်တွေနဲ့ဒေသတွင်းကာကွယ်ရေးအဖွဲ့တွေရဲ့ဒီမဟာမိတ်ဆက်ဆံရေးနဲ့ယုံကြည်မှုကိုထိခိုက်နိုင်တာတမျိုးပြီးတမျိုးပြန်ပေးနေရတာဖြစ်တဲ့အတွက်ရှမ်းမန်းဆက်သွယ်ရေးလမ်းတွေအလုံးထိန်ချုပ်ခံရနိုင်ပြီးတော့ဒေတာတွင်းတော်လိုင်းအင်အားစုတွေအတွက်လက်နက်ရိက္ခာစေဝသိပ်ပို့ဆောင်ရေးပိုပြီးခက်ခဲနိုင်တာဒေတာတွင်းပြည်သူတွေရဲ့တော်လိုင်းအောင်မြင်နိုင်ခြေပေါ်စိတ်ပိုင်းဆိုင်ရာအမြင်သဘောထားထိခိုက်နိုင်တာ စစ်ကောင်စီရဲ့ပိတ်ဆို့မှုတွေကြောင့်ကုံသေးနှုံးတွေစမတန်မြင့်တက်ပြီးတော့စားဝတ်နေရေးပိုကျတဲ့နိုင်တာစတဲ့အချက်တွေနဲ့ကနအူကြုံတွေ့လာရပွဲရှိတယ်လို့ဒေတာတွင်နိုင်ငံရေးသမားတွေကအမှတ်ချက်ပြုသုံးသပ်ကြပါတယ်ခင်ဗျာနောက်တရင်တပုတ်ကတော့ချောင်းဦးမြို့နယ်မန္တလေးမုံရွာလမ်းပိုင်းမှာစစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်တာမှာစစ်သား9ဦးသေဆုံးတဲ့တဲ့ရင်ကိုဆက်တင်ပြပါမယ် ဒီနိုဝင်ဘာလ20ရက်မနေ့17နာရီခွဲအချိန်လောက်ကမန္တလေးမုံရွာလမ်းဘေးမှာရှိတဲ့ရေပူးစားဖုန်ကြီးကျောင်းအတွင်းမှာဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်ခင်ဗျာဒီအဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကစစ်သား9ဦးသေဆုံးပြီးတော့တော်လိုင်းရဲဘော်တွေကအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းဆိုပါတယ် ဒီကျွန်တော်တို့ထောက်လန်းရတာကတော့ခုနှစ်ကောင်သေးတယ်လို့ပဲစရင်ရတယ်ဒီမန္တလေးမုံရလမ်းပန်းရေပူဇာဘုန်းကြီးကျောင်းတဲ့ဝင်လာတဲ့ဟာကစစ်ခွင်းအင်အား90ကျော်ရှိတယ်အဲ့ဒီမှာတရားခံပြည်သူက30နဲ့50အကြားမှာရှိတယ်ဒါပေမဲ့ကံကောင်းတာကမိုင်းဆွဲတိုက်ခိုက်မှုကတရားခံပြည်သူတွေကိုလုံးဝမထိပါဘူးပထမကွဲတာအရှိတ်ဘက်နာက ပွိုင်းကတိုက်မိုင်းထိတယ်တရားခံတွေကိုမနေ့ကညနေပိုင်းမှာပြန်လွတ်လိုက်တယ်အကုန်လုံးကိုခွေးတွေကပြန်လွတ်လိုက်တယ် ဘယ်ကနေထွက်လာတဲ့စစ်ကြောင်းလဲဆိုတော့ဂွေးပင်တော့အထိုင်နဲ့မြောင်လန်းခွဲကနှစ်ခုပေါင်းစစ်ကြောင်းလို့တရင်ရတဲ့စစ်ခွေးတွေကိုမိုင်းငါလုံးပွိုင်နဲ့တိုက်ခိုက်ခဲ့တာပါလို့ငါးရောင်းကျဲအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုတာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီတိုက်ခိုက်မှုကိုဒီငါးရောင်းကျဲအဖွဲ့နဲ့ဒီຫນွေဦးလူငယ် LPDF အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာပြန်တော့မော်ချီတပ်ထုတွင်ကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်တဲ့တရင်ကိုဆက်ပြီးတင်ပြပါမယ် ကရင်နီပြည်နယ်မှာရှိတဲ့ခဲတပ်ထုတွေထွက်ရှိတဲ့မော်ချီမြို့ကိုဒီနေ့မနေ့ပိုင်းကစစ်တပ်ကလေကြောင်းနဲ့ဘုံကျဲတာ၃ချိန်လုခတ်တာမှာ၅ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်ခင်ဗျာဒီနေ့မနေ့၈နာရီနဲ့၉နာရီကြားမှာခဲတွင်းလုကွက်ကိုဘုံကွက်တက်ခိုက်တာ ဖြစ်ပြီးတော့သေဆုံးသူတွေမှာခဲလုသားတွေဖြစ်တယ်လို့ဆိုပါတယ်ခင်ဗျာဒီဒေသခံတကူပြောတာကတော့ခဲတွင်းအလုသမား၅ယောက်သေတယ်ဒဏ်ရာရတဲ့သူတွေလည်းရှိတယ် ဂျက်ဖိုက်တာနဲ့လာကျဲသွားတာလို့ပြောပါတယ်စစ်တပ်ကမော်ချစ်ဒေသကို2025ခုနှစ်အတွင်းကဆယ်ကြိမ်တက်မနဲ့လေကြောင်းတက်ခိုက်တာတွေလုပ်ခဲ့ပြီးတော့အရတားဒေသုံမှု90လောက်ရှိကဖះเจ้าစေယုံနဲ့လူနေဆောက်အုံထိခိုက်ပျက်စီးခဲ့ပါတယ်ပီကရဲအော်ဂိုလာ18ရက်ကလည်းဘုံကျက်တက်ခိုက်မှုအတွေ့မှာကလေးငယ်တွေအပါအဝင်ဒေသက32ဦးတေဆုံးခဲ့ပါရယ်ခင်ဗျာ။နောက်တဲ့ရင်တပုတ်ကတော့မကွေးတိုင်းပေါ့တောင်ပိုင်းကပြစောတိရွာနေရွာကိုတော်လိုက်တက်တွေကသိမ့်ပိုက်လိုက်ပါရယ်။ ဒီမကွေးတိုင်းပေါင်းမြို့နယ်တောင်ပိုင်းမှာရှိတဲ့စစ်တပ်နဲ့ပြည်သူ့ထီးတွေအထိုင်ချတက်ဆွဲနေတဲ့ဝင်ကျုံရွာနဲ့တစ်ချုံကုန်းရွာတွေကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့မြန်မာပတ်ကဖကနိုဝင်ဘာ22ရက်မှာထုတ်ပြန်ပါတယ်ခင်ဗျာအဲ့ဒီပြည်သူ့ထီးထိုင်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ရာမှာစစ်အုပ်စုအဖွဲ့ဝင်၃ဦးကိုစစ်တုံးပန်းဖြစ်အရှင်ဖမ်းမိခဲ့ပြီးတော့တေဆုံထိခိုက်တာတွေလည်းရှိနေတယ်လို့ဆိုပါတယ်ဝင်ကျုံရွာနဲ့တစ်ချုံကုန်းရွာကိုတိုက်ခိုက်ပြီးတဲ့နောက်မှာ ပင်တောင်ပြူစော်တီစကန်းကိုဆက်လက်တက်ခိုက်တာမှာအင်အားလုံးရင်းနဲ့စစ်တပ်ကစစ်ကူရောက်လာတာကြောင့်နောက်ပြန်ဆုတ်ခရရတယ်လို့ထုတ်ပြန်ကြမှာပေါ်ပြထားပါတယ်။ဒါ့အပြင်ပေါက်နဲ့မြိုင်နဲ့အတွင်းကစစ်စင်ရေးတွေကိုပေါက်ဖကဖမြိုင်ပကဖ MGY တက်စတဲ့မဟာမိတ်ဖွဲ့တွေနဲ့ပူးပေါင်းကထပေါကုန်းရွာဂျိုင်ချောက်ရွာဖလန်ကိုင်းရွာနဲ့ညောင်စင်ရွာတော်တိုက်တွေအထိဒီစစ်အုပ်စုစစ်တပ်စစ်ကြောင်းတွေကိုအထိနာဆုတ်ပြေးသွားတယ်လို့ဆိုပါတယ်ခင်ဗျာ။ ဒါပြတိနာသွားတဲ့စစ်တပ်ကမြိုင်နယ်ကိုပါရာမိုတာဂျိုင်ရိုကော့ပတာဂျက်ဖိုက်တာတွေနဲ့လေကြောင်းကနေနေ့စဉ်ပြစ်ခတ်တိုက်ခိုက်နေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ။ပြန်နောက်ဆုံးသတင်းတပုတ်အနေနဲ့ကတော့မုံရွာအခြေစိုက်နောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်မူဘုံမှုချုပ်မျိုးမင်းထွေးနဲ့အမှတ်33ချင်းမြတ်တမမူးတွေစစ်ဆေးခံနေရတယ်လို့နေပြည်တော်ကသတင်းရင်းမြစ်တွေကပြောပါတယ်ခင်ဗျာ။ အကြောင်းရင်းကိုမသိရသေးဘူးနှစ်အောင်လုံးစစ်ဆေးခံနေရတယ်လို့ BBC သတင်းအကြီးမြစ်ကပြောဆိုထားတာဖြစ်ပါတယ်။မနစ်ကဒီဇင်ဘာမှာမုံရွာတိုင်းမှုခေါင်းဗိုလ်ချုပ်တန်းထိုက်စစ်ဦးစီးချုပ်ကြီးဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာဗိုလ်မှူးချုပ်မျိုးမင်းထွေကတိုင်းမှုဖြစ်လာတာဖြစ်ပါတယ်။အမတ်၃၃ချင်းမြန်တက်မှတ်ဟာစကိုင်းမြို့မှာခြေဆိုင်ပြီးတော့တက်မှတ်မှုမကြာခဏရေးယူခံရတဲ့တက်မှတ်တစ်ခုဖြစ်ပါတယ်။ နိုဝင်ဘာလလယ်တုန်းကလည်းသကိုင်းတိုင်းကံဘလူနဲ့ခေဦးမြို့နယ်ဆက်မှာစစ်ကော်မရှင်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းကိုတော်လိုင်းပူးပေါင်းတပ်တွေကတိုက်ခိုက်တာကြောင့်စစ်ကြောင်းမှုအပါအဝင်အများပြားတည်ဆုံခဲ့တဲ့ဖြစ်စဉ်လည်းဖြစ်ခဲ့ပါရယ်ခင်ဗျာနောက်ပြီးတော့ဒီကံဘလူမြို့နယ်ဝက်တိုးပြူစော့တီရွာထိုင်စခန်းကနေခေဦးမြို့နယ်ဘက်ကိုစစ်တပ်ပူးပေါင်းစစ်ကြောင်းကထိုးလာတဲ့အချိန်မှာဒီခေဦးနဲ့ကံဘလူကြားရောက်ချိန်မှာတိုက်ခိုက်ခံရတာဖြစ်ပါရယ်ခင်ဗျာ နိုဝင်ဘာလ21ရက်နေ့ညပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမျှသာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာလည်းအွန်လိုင်းသတင်းကောင်းတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ